ဒီနေ့အမစီမှာပေါ့နော်နှစ်နာရီဆက်ရှင်ယူထားရတယ်။ client တူဦးအားဆိုရင်မန်လေးရညီမလေးတရားပေါ့နော်။သူအားဆိုလို့ရှိရင် rain make ထုတ်ဖို့အတွက်ပေါ့နော်။လွန်ခဲ့တဲ့၄နှစ်လောက်တည်းကသူထုတ်ဖို့စိတ်ကူးရှိခဲ့တယ်။ဒါပေမဲ့သူအကြောင်းအရာမျိုးမျိုးကြောင့်သူမထုတ်ဖြစ်ခဲ့ဘူးပေါ့နော်။အဲ့တော့အခုဆိုရင်သူ့ရဲ့အိမ်မက်တွေကိုစတင်ပြီး account ထဲပေါ်တော့မှဖြစ်တဲ့အတွက်ပေါ့နော်။အမစီကနေပြီးတော့သူအကြံဉာဏ်နေယူဖို့အတွက် appointment လေးတင်ခဲ့တယ်ပေါ့နော်။အဲ့တော့အဲ့ဒီဆက်စားခြင်းမှာဆိုရင်သူ local brand ထုတ်ဖို့အတွက်ဘယ်လိုစရမလဲ။သူနာမည်တွေလည်းပေးပြီးွားပြီ။ logo တွေလည်းသူဆွဲပြီးွားပြီ။ဒါပေမဲ့သူပိတ်စနဲ့ design ဘယ်ဟာအရင်ရှာရမလဲပေါ့နော်။ပိတ်လိုက်တွေစိုးစီဘယ်ဟာရှာရမလဲ။ချုပ်ရုံပိုင်းတွေရောသူ လိုလုပ်ရမလဲပေါ့နော်နောက်ဆုံးတစ်ခုကဘာလဲဆိုတော့လုပ်ငန်းရှင်တွေတော်တော်များများရဲ့ကြုံရတဲ့အမျက်ဘယ်လိုတင်ရမလဲပေါ့နော်အမျက်ဘယ်လောက်လောက်တင်ရမလဲလက်လီနဲ့လက်ကဘယ်ဟာရောင်းချရမလဲဆိုတဲ့ဟာဒီမှာသူဒွေဟာတွေဖြစ်နေတဲ့အချိန်မှာအဲသူပထမတော့ပေါ့နော်သူပြောတာဆိုလို့ရှင်ဒီစီးပွားရေးလုပ်ငန်းတစ်ခုကိုသူစဖို့အတွက်အခုမှစမှာဖြစ်တဲ့အတွက်သူအမျက်တွေများမရလဲနေပလေးစီသူလုပ်ငန်းတစ်ခုကိုစမှာဖြစ်တဲ့အတွက်အဲစကြည့်ကြည့်မယ်ဆိုပြီးတော့သူတွေးခဲ့တာပေါ့နော်ဒါပေမဲ့အမားနဲ့သူကွန်ဆောင်ယူပြီးွားတဲ့အချိန်မှာဆိုလို့ရှင်ရင်သူဒီလုပ်ငန်းတစ်ခုကိုလုပ်ဖို့အတွက်ပေါ့နော်အရှုံးခံပြီးဘာမှလုပ်เสียမလို့ဘူးအဲအစအ တဲကသူအမြတ် profit တစ်ခုကိုဘလောက်လောက်တွက်ထားရမလဲပေါ့နော်အဲလူတိုင်းနှီးပါဝယ်ဝတ်လို့ရတဲ့ပုံစံမျိုးဖြစ်အောင်သူဘလိုမျိုးတွေလုပ်ရမလဲဆိုရဲအကြံဉာဏ်တွေသူရသွားတယ် energy တစ်ခုရသွားပေါ့ငွေဘလိုရှာရမလဲဆိုရဲအဲ energy တစ်ခုရသွားပြီးတော့နောက်ခုလက်လိလက်ကစနစ်မှာမှအမြတ်နှုံတာဘလိုတင်ရမှာလဲဘလိုပုံစံတိုက်မျိုးနဲ့ဘလို system တွေချပြီးတော့မှလက်လိလက်ကစနစ်ကိုရောင်းချရမလဲဆိုရဲအချက်တွေသူရသွားရဲပေါ့နော်အဲ့ဒီအနေနဲ့လဲအဲ့ဒီအတွက်လဲလဲအမအနေနဲ့ပေါ့နော်ဒါအကြံဉာဏ်တွေပေးရတာအရင်လုံးဝမ်းတာရဲပြီးတော့ကိုပေးတဲ့အတိုင်းကိုသူကတကယ်ကိုလှုပ်ဆောင်တော့မှာဖြစ်တဲ့အတွက် အဲဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကိုအတက်နိုင်ဆုံး တချို့ point တွေမှာဒါကိုပါဝင်ပြီးတော့တချို့ point တွေမှာကိုမပါဘဲနဲ့လက်ပတ်လို့ရအောင်ဘယ်လို system တွေချရမလဲဆိုတဲ့အပိုင်းဟာဆာအမသေချာလေးပြောပေးပြတယ်ပေါ့နော်။ဒါကြောင့်မလို့အမစီမှာနောက်ထပ် appointment ယူတဲ့လူကိုပြောချင်တာပါလေးလဲဆိုလို့ရှိရင်အမစီမှာ appointment ယူမယ်ဆိုရင်တကယ်ကို product ထုတ်ဖို့အတွက်စိတ်ကူးတကယ်ရှိတယ်။လက်တွေ့အကောင့်ထဲပေါ်တော့မယ်ဆိုတဲ့သူတွေမှာဒါလည်းအခုလိုမျိုး appointment လာယူပါ။ဒီ format plan တွေနဲ့တွားပြီးတော့မှကိုယ့်ရဲ့ product ကိုထုတ်ရောင်းဖို့အတွက်အမျက်နှုံးတာအစပြီးရင်မောင်ရဲ့ဒီရဲ့ချိတ်ရောင်းဖို့အတွက်ပေါ့နော်။ online ပေါ်မှာဘယ်လိုရောင်းရမှာလဲဘယ်လို တွေပြောပြီးရောင်းရမလဲဆိုတဲ့အချက်တည်းအစားမသေးချာလေးထွင်းပြီးမှပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့နှစ်နာရီဆိုရင်နှစ်နာရီဆိုတဲ့တလောက်ကိုဖြစ်ချင်တဲ့တကယ်ဒီအိမ်မက်တွေကို reality ဖြစ်အောင်အမားတို့ကတော့ဘေးကနေပြီးတော့ supporting လုပ်ဝါလုပ်ပေးသွားမှာပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့နောက်လာတော့ appointment တင်ထားလို့ရပြီပေါ့နော်ဒီလာအတွက်ကတော့ပြည့်သွားပြီအဲ့တော့နောက်လာကြလို့ရှိရင်ကိုယ့်ရဲ့အိမ်မက်တွေကိုတကယ် account ထဲပို့ဖို့အတွက်လှုပ်ဆောင်ခြင်းတဲ့သူတွေဆိုလို့ရှိရင်အခုမှပေးထားတဲ့ဒီဖုန်းနံပါတ်လေးမှာသွားပြီးတော့ appointment လေးတင်ထားလိုက်ပေါ့နော်အမားတို့ဘက်ကနေပြီးတော့ရနိုင်မဲ့ ရက်ကလေးတွေကိုပြန်ပြီးပြောပေးမယ်ပေါ့တချို့ရဆိုရင်ရှိရလက်ရှိသူ local brand နဲ့ထုတ်နေတယ်ဒါပေမဲ့သူစိတ်တိုင်းမကြောက်ပေါ့နော်တကယ်ကိုပတန်ကောင်းကောင်းဟိုမှာလိုချင်တဲ့သူတွေဆိုလို့ရှိရင်လည်းအမရှိမှလာပြီးတော့ဟိုပတန်တီးတန့်ပဲလာပြီးတော့လည်းဝယ်လို့ရရပေါ့နော်တကယ်လို့ကိုကအဲအဲ့အတွက်လည်းခေါင်းမစားခြင်းကိုပတန်ကနေ packaging ပိုင်းကြီးကိုယူချင်တဲ့သူတွေရှိရဆိုလို့ရှိရင်လည်းအမရဲ့ဒီချက်ပေါက်မှာသွားပြီးတော့အသေးစိတ်ပြောပြထားလို့ရရပေါ့နော်အဲနောက်တစ်ခုကကြတော့အမပေးထားတဲ့အခုဖုန်းနံပါတ်ကနေပြီးတော့အသေးစိတ်သွားပြီးတော့စုံစမ်းလို့ရရပေါ့နော်ဒါကြောင့်မလို့အမနဲ့တူတူပြန်ဆောင်ကြမယ်နော်